ရေမွန်ရဲ့နောက်ဆုံးပွဲမှာတည်ဆုံနေရတဲ့အခြေအနေတစ်ခုကြောင့်အသက်ဆုံးရှုံးသွားတဲ့အဆိုရောအတီနိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြမဆယ်လီအင်ဆိုင်ဒါဘစ်ကနေပြီးတော့ပြန်လဲကြိုးစိုးလိုက်ပါရယ်။ဒေသရှင်အတီနိုက Fever 1091ကိုစတင်တီထောင်တဲ့အဆိုရောတူဖြစ်တယ်လို့တစ်ချိန်ကြီးကိုရိုင်းရေးပြီးတော့ လူငယ်အကြိုက်အစရောတူးဆိုရင်လဲမမားပါဘူး underground လောကမှာစိုးကျင်နိုင်ဆိုပြီးတော့ဂီတာအတွက်ပေးဆက်တဲ့အစရောတူးဖြစ်တာမို့လူငယ်ရဲ့နှလုံးသားနဲ့ထတ်တူညီခဲ့တဲ့သူဖြစ်ပါတယ်အစရောအဒီနိုကနောက်ဆုံးအချိန်အထိလဲသူချစ်တဲ့တခြင်းတွေကိုဒီဆိုရင်နဲ့ကွဲလွန်သွားခဲ့တာပါအစရောအဒီနိုကပြီးခဲ့တဲ့ညမှာရေမွန်ကိုနှုတ်ဆက်တဲ့ပွဲကိုသွားဆိုပေးခဲ့ပါတယ်ရေမွန်မရှိတော့တဲ့နောက်ပိုင်းမှာ ADSTY ကဆက်လက်လဲပတ်နေခဲ့ပေမဲ့ အခုတော့လုံဝကိုဖျက်သိမ်းလိုက်တော့မှဖြစ်ပါတယ်။ဒါကြောင့်မို့လဲမဖျက်သိမ်းခင်ရီမွန်ရဲ့တခြင်းနေနဲ့နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။နှုတ်ဆက်တဲ့ပွဲကိုရီမွန်နဲ့အရှင်ဘန်းနဲ့ရင်ပြီးတော့ပေါင်းခဲ့ကြတဲ့အဆိုတော်တွေကဖြောပြပေးခဲ့ကြတာဖြစ်ပါတယ်။အဆိုတော်အဒီနိုကလည်းရီမွန်နဲ့ရင်းနှီးသူတယောက်ဖြစ်တာမို့ဖြောပြပေးခဲ့တာပါ။အဆိုတော်အဒီနိုကရီမွန်ရဲ့နာမည်ကြီးတခြင်းတစ်ပုဒ်ဖြစ်တဲ့ မငုံနေတော့တခြင်းကိုအတိဆိုခဲ့တာဖြစ်ပါတယ်မငုံနေတော့တခြင်းကိုရေမွန်အထက်ပထမဆုံးနဲ့နောက်ဆုံးအချိန်အတိဆိုပေးတာဆိုပြီးတော့အဆိုရအဒီနိုကပြောခဲ့ပါသေးတယ်တခြင်းဆိုနေတဲ့အချိန်မှာလဲအဒီနိုကအာမန်အပြင်းနဲ့ကိုအတိဆိုနေခဲ့တာဖြစ်ပါတယ်တိဆိုနေရင်လည်းပဲအဆိုရအဒီနိုကဝေါကနေနောက်ကိုလဲချသွားခဲ့ပါတယ်တခြင်းဆိုနေရင်လည်းအစပေါ်မှာလဲချသွားတာမို့အားလုံးကအရှမ်းကိုအံ့အသင့်သွားပါတယ်နောက်မှဒီနေ့ရဲ့သူတွေကလဲအဆိုရအဒီနိုကိုထူအာ န်းတောင်သတိမရတဲ့အထီကိုကြောင်းသွားခဲ့သေးတာပါအတိဝင်လာတဲ့အခါမှာပြေးပြီးတော့အစရောအဒီနေကိုအရေးပေါ်အသက်ကယ်ပေးကြပါတယ်ချက်ချင်းဆိုသလိုအရေးပေါ်အသက်ကယ်နီးလုံးနေခဲ့ကြလို့တချို့ကလည်းထူးဆန်းနေတာပါဘာမှမသိဘဲနဲ့ဘာလို့အသက်ကယ်နေရလဲလို့ပြောနေကြတာပါတကယ်တော့အဒီနိုမှာနှလုံးသွေးကြောပိတ်ယောဂရှိရယ်ဆိုတာအားလုံးအသိပါပဲယောဂကြောင့်ဆေးရုံတွေလည်းတက်ထားရာတော်တော်လေးကိုကုထားရတာဖြစ်ပါတယ်ဒါအပြင်နှလုံးထဲမှာလည်း hashtag နှချောင်းတောင်မှထည့်ထားရတာလို့လည်းသိရ ပါတယ်။ဒါကြောင့်မို့နှလုံးကသိကောင်းတဲ့အခြေအနေမဟုတ်သလိုခရူးဆက်ရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါကို Adino က သူတငယ်ချင်းကိုနောက်ဆုံးနှုတ်ဆက်မဲ့ပွဲမှာဖျော်ဖြေခြင်းခဲ့တာဖြစ်ပါတယ်ဒီလိုဖြစ်လိမ့်မယ်လို့မထင်တဲ့အတွက်လာပြီးတော့ဖျော်ဖြေခဲ့တာပါဒါအပြင်အဒီနိုကတချင်းဆိုတဲ့အချိန်မှာအရန်ကိုစိတ်ပါပြီးတော့ကခုန်နေခဲ့တာဖြစ်ပါတယ်ဒါအပြင်ဘောက်တန်တွေကလည်းအရန်ကိုစူညံတဲ့အတွက်မထင်မှတ်ထားဘဲနဲ့ကွယ်လွန်သွားတာဖြစ်နိုင်တယ်လို့ခံမှန်းနေကြတာဖြစ်ပါတယ်အဒီနိုကတချင်းဆိုနေရင်လည်းစင်ပေါ်မှာနောက်ကိုအုံငနေလန်ကြသွားခဲ့တာပါချက်ချင်းဆိုသလို အသက်ထွက်သွားခဲ့တာမို့ဇေယုံက ကိုရောက်ပြီမှလည်းမကဲတင်နိုင်တော့ပါဘူးဇေယုံရောက်တဲ့အချိန်မှာအဒီနိုကအသက်မရှိတော့ဘူးဖြစ်ပါတယ်အဆိုတော့အဒီနိုခွဲလွန်သွားပြီဆိုတဲ့အကြောင်းကိုပွဲမှာတခါတည်းချိန်ညာခဲ့ပါတယ်ဒါအပြင်ပွဲကိုလည်းဆက်ပြီးတော့ကျင်းပခဲ့ပါတယ်ပျော်ရွှင်လွန်းလွန်းကျင်းပတာမျိုးမဟုတ်ပဲအဒီနိုနဲ့ရီမွန်တို့ကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်ဒီပွဲကပြောတဲ့အချိန်မှမဟုတ်ပဲဝန်ထဲတဲ့အချိန်မှနဲ့ကျင်းပခဲ့တာဖြစ်ပြီးတော့ မထင်မှတ်ပဲနှစ်ယောက်လုံးကိုနှုတ်ဆက်လိုက်မယ်လို့မထင်ထားခဲ့ကြပါဘူး။အဒီနိုကသူ့တငယ်ချင်းကိုနှုတ်ဆက်တဲ့ပွဲမှာသူကိုယ်တိုင်ပဲအသက်ဆုံးသွားတာမို့စမ်းချိန်လွန်နေလို့ဆိုရမှာပါ။ရီမိုတချင်းကိုဆိုရင်လည်းအစင်ပေါ်မှာရုတ်တရက်ကွယ်လွန်သွားတဲ့အဆိုတော်အဒီနိုအပေါ်ပရိသတ်တွေရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။